โอเคအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ GE Match တော့တိတ်တော့မဆိုင်ဘူးပေါ့နော်ဒါမဲ့လည်းကျွန်တော်တို့တင်ချာနေတဲ့ဆိုင်နေပေါ့နော်ဗာလီဟိုဘူးဒရာအနေနဲ့ sharing လုပ်ပေးခြင်းလဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီအနှုတ်နှစ်ခုမြောက်ရင်အဲအပါလို့အပေါင်းရတာလဲပေါ့နော်ဒါလေးကိုကျွန်တော် လူတိုင်းတည်ပြီးသားအားလေးပါနော်ဟုတ်ပြီကျွန်တော်တို့ငငယ်တော့အလွတ်ချက်ခဲ့ပြီးသားပေါ့နော်ဟလာအပေါင်းနဲ့အနှုတ်နဲ့မြောင်ရင်အနှုတ်ရတယ်အပေါင်းအပေါင်းရင်မြောင်ရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့မြောင်ရင်အနှုတ်ရတယ်ဆိုတာဟုတ်ပေါ့နော်ဟုတ်ပြီဒါပေမဲ့ကျွန်တော်တို့ကဒါချက်ပဲချက်ခဲ့တာဘာကြောင့်အဲ့လိုရတယ်ဆိုတာကိုမသိဘူးပေါ့နော်ဒါပေမဲ့ထူးခြားတာတကူကဟိုဘာတော့တေးခြားတာတကူတော့တည်ပြီးသားဒါလူတိုင်းပြောပြကြတာမလို့ပေါ့နော်2နဲ့3နဲ့မြောင်တယ်အပေါင်းနဲ့အပေါင်းနဲ့မြောင်ရင်အပေါင်းရတာတော့တိတ်စင်စားကြရမလို့ပေါ့နော်ဟုတ်ပြီအဲ့ဆိုအပေါင်းနဲ့အနှုတ်နဲ့မြောင်ရင်ဘာလို့အနှုတ်ရတာလဲ ဘာလို့အပေါင်းမရတာတော့ပေါ့နော်အနှုတ်နဲ့ပေါင်းတဲ့ဟိုနှစ်ခုအတူတူပဲရှိရတာနဲ့ဘာလို့အနှုတ်ဘက်ကြီးကိုအလေးသာသွားပြီးအနှုတ်ကြီးရသွားတာလဲပေါ့နော်အဲ့လိုစဉ်းစားလို့ရတယ်ဟုတ်ပြီဒီတိုင်းပဲအနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်ရောဘာလို့အနှုတ်မရပဲနဲ့အပေါင်းကြီးရနေတာတော့ပေါ့ဟုတ်ပြီဒါလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြချင်ပါတယ်ပေါ့နော်โอเคအဲ့တော့ ဘာပြောချင်လဲဆိုတော့ background တစ်ခုကဘာလဲဆိုတော့ဒီအနှုတ်နဲ့ပတ်သက်ပြီးတော့ဘောတော့ကျွန်တော်ဒီဟိုဘယ်လိုပြောမလို့ဟိုသင်္ချာပညာပြီးမထုံးကားခင်အခက်ခက်ပေါ့နော်55ရာစု66ရာစုနော်69ရာစု78ရာစုနောက်ဆုံး69ရာစုလောက်အထိကိုနော်တချို့လူတွေကဘာလဲပညာရှင်တွေပေါ့နော်သူကသူကလူတွေရပေါ့နော်ဘာတွေပြောကြတော့ဆိုတော့ negative number တွေကဟာလုံးဝကိုအသုံးမဝင်တဲ့ကဏ္ဍတွေဖြစ်တယ်လုံးဝကိုမရှိသင့်တဲ့ကဏ္ဍတွေဖြစ်တယ်လုံးဝအမှားကြီးဖြစ်တယ်လုံးဝကိုအတိတ်ပဲမရှိဘူးဖြုတ်ပြလိုက်ရင်တချို့ကြတော့လေ negative number တွေက infinity တဲ့ကြီးရယ်အစားလည်းပြီးတော့0တဲ့ငယ် တယ်ပေါ့အစအစရှိသမီးပေါ့နော်သူတို့ရဲ့ဘာတော့ AKA ကသူတို့ညံမိတဲ့လောက်ပေါ့နော်သူတို့ရဲ့ဘာတော့ယူဆချက်တွေကိုဘာလို့တော့ထုတ်ဖော်ပြီးပြောပြောကြားတဲ့ပညာရှင်တွေလည်းရှိခဲ့တယ်ပေါ့နော်ဟာလားဒီလိုလည်းပြောကြတယ်ပေါ့နော် negative number တွေက greater than and infinity တို့ပါလို့အဲ့လိုလည်း user ကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါသူတို့ရဲ့သူတို့ခေတ်သူတို့ခါမှာပညာရှင်တွေကသူတို့ရဲ့ဟလာအတွေးအမြင်တွေကိုပေါ်ထုတ်ပြခဲ့တာရှိတယ်ပေါ့နော် negative number တွေနဲ့ပတ်သက်ပြီးတော့ပေါ့တော်တော်ပြောခဲ့ကြတယ်ပေါ့ဒါကတော့ဘုရားတရားနေနေပါကျွန်တော်ပြောပြတာပေါ့နော် okay ထားပါတော့အဲ့တော့ဟုတ်ပြီဘာလို့ ဟုတ်ပြီအရင်ဆုံးကျွန်တော်ပြောမယ်ပါဆိုရင်ဘာပြောပြောချင်လဲဆိုတော့ဘာလို့ဟလာအပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်အနှုတ်ရရတာလဲပေါ့အဲ့ဒါလေးကျွန်တော် အရင်ပြောချင်တယ်ဒါဆိုကျွန်တော်ဒီပတ်တန်လေးကိုကြည့်လိုက်ရင်ကျွန်တော်တို့နည်းနည်းသိတာသားလိမ့်မယ်ထင်ပါတယ်နော်ဒီပတ်တန်လေးကြည့်မယ်ဆိုကျွန်တော်ကြည့်မယ်ဆိုရင်ဟုတ်ပြီနည်းနည်းသုံးနဲ့မြောက်တယ်ကျွန်တော်တို့ဘာရမလဲ6ရမယ်အပေါင်းနဲ့အပေါင်းနဲ့မြောက်တာလူတိုင်းအပေါင်းရမယ်လူတိုင်းသိတယ်ဟုတ်ပြီ6နည်းနည်းလေးဆိုရင်4နှစ်တက်လေးဆိုရင်1နှစ်သုံးညလေးဆိုရင်ကျွန်တော်ဘာရတော့3ညဟုတ်ပြီဒီပတ်တန်လေးကိုကျွန်တော်လေ့လာကြည့်ရအောင်ဘယ်လိုရလာတာတော့ ဟလာဒီမှာဆိုကျွန်တော်ဒုတိယ game ပေါ့နော်နောက်နောက် game ပေါ့နော်၃ကနေနှစ်ကိုကျွန်တော်ပါလျှော့လိုက်တုန်းဟိကျွန်တော်တစ်လျှော့လိုက်တယ်ပေါ့နော်အဲ၃ကနေနှစ်ကိုတစ်လျှော့လိုက်ရဆိုရင်ဒီဘက်အဖြေဘယ်လောက်ယော်သွားတော့အဖြေဒီနှစ်ယော်သွားတယ်ဟုတ်တယ်နော်၆ကနေလီနှစ်ယော်သွားတယ်အဲဆိုကျွန်တော်ထပ်လျှော့မယ်နှစ်ကနေတစ်ကိုကျွန်တော်ထပ်လျှော့မယ်ဆိုရင်အဖြေကလည်းနောက်ထပ်နှစ်တစ်လုံးထပ်ယော်သွားတယ်လီကနေနှစ်ချက်သွားတယ်ဒါဆိုကျွန်တော်ထပ်လျှော့မယ်တစ်ကိုကျွန်တော်ထပ်လျှော့မယ်ဟလာ -1 ထပ်လောက်ကြည့်မယ်ဆိုရင်0ရမယ်ဒါဆိုအဖြေကလည်းဘယ်လောက်ဖြစ်သွားမလဲတော့ မနဲ့2ထပ်လျှော့လိုက်တော့2ရီယာ2ကိုနော်ဘာလို့ကြံတော့0ကြံတယ်နော်ဒါဆိုကျွန်တော်ဆက်သွားကြည့်လိုက်ရိုက်ပတ်တန်းကိုကျွန်တော်ဆက်သွားကြည့်မယ်တကယ်လို့လာတယ်ကျွန်တော်ဒီဘက်ကိုထပ်ပြီးတော့ဟာလာအနှုတ်1လျှော့မယ်ဆိုရင်ဒီဘက်ကလည်းဘယ်လောက်ထပ်လျှော့ရမှာတော့အနှုတ်2ထပ်လျှော့ရမယ်သဘောပေါ့အရှိကိမပြောင်းဘူးဆိုရင်ပေါ့ဒါဆိုကျွန်တော်ပါရမှာတော့2 multiply -1 0ကိုတက်လျှော့တော့ -1 ရတယ်เนาะဒါဆိုရင်2နဲ့ -1 နဲ့မြှောက်ရင်ကျွန်တော်ပါရမှာလို့ဒီဘက်ကအဖြေက0ကို2လျှော့တယ်ဆိုတော့ပါရမှာလို့ -2 ဆိုပြီးရတယ်ပေါ့အဲဒါဆိုကျွန်တော်တို့သိတာထင်ရှားသွားပြီเนาะဒါကြောင့်မလို့ကျွန်တော်တို့က အပေါင်းကိန်းနဲ့အနှုတ်ကိန်းနဲ့မျှောင်ရင်ပါရတာတော့အနှုတ်ကိန်းရတယ်ဆိုတာကိုတိတာသေးတယ်ပေါ့နော်ထပ်သွားခြင်းနဲ့သွားလို့ရသေးတယ်ထပ်ပြီး -1 shot ဟုတ်လားအဲ့ဒါဒီဘက်ကိုလည်းပါ shot မလို့ -2 shot မယ်မှန်သေးတယ်နော်2 multiply -1 touch shot တော့ပါရမလို့ -2 ဒါဆိုဒီဘက်ဖြေပါရမလို့ -4 မှန်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ pattern နဲ့ဒီ pattern ကြောင့်ပေါ့နော်အပေါင်းနဲ့အနှုတ်နဲ့မျှောင်ရင်ပါရလို့ယူဆကြတာတော့အနှုတ်ရတယ်လို့နောက်ဆုံးကျတော့လက်ခံပြီးလိုက်ကြတာပေါ့နော်โอเค အဲ့ဒါဆိုရင်ဟုတ်ပြီဒါအပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်အနှုတ်ရတာတတိသွားပြီဒါဆိုရင်အနှုတ်နဲ့အနှုတ်နဲ့မြောက်ရင်ဟောဘာလို့အပေါင်းရတာလဲပေါ့ဒါလည်းဒီပတ္တန်သဘောပါပဲအခုကျွန်တော်ဒီပတ္တန်လေးကိုကြည့်ကြည့်လိုက်ပေါ့နော်ဆိုတော့ကျွန်တော်အရှိမပြောခဲ့ပြီလားအပေါင်းနဲ့အနှုတ်နဲ့မြောက်ရင်ဘာရမလို့အနှုတ်ရမယ်ဒါဆိုရင်3 3 9ဆိုတော့ -9 ပေါ့ဒီအဖြေကဒီအောက်ခအဖြေက -6 ဒီအောက်ခအဖြေကဘယ်လောက်ရမလို့ -3 ဒီကောင်ဆိုရင်0နဲ့မြောက်ရင်တော့ဘာပဲတော့0ပဲโอเคဒီတိကျွန်တော်တို့ခဏဆိုတော့ပတ္တန်လေးပြန်ကြည့်ကြည့်ရအောင် ဒါဆိုရင်ကျွန်တော်ဒီခါကျတော့ဒီအနောက်ကအနောက်က minus ကိုကျွန်တော်မရွှေ့ဘူးမမလျှော့တော့အရှိ့ကိုပြန်လျှော့ကြည့်မယ်ကျွန်တော်ဒီမှာ3ကနေ2ကိုပါလျှော့လိုက်တော့1လျှော့လိုက်တယ်ဆိုရင်ဒီဘက်ကအဖြေပါဖြစ်သွားတော့ဆိုတော့3တိုးလာတယ်ဟုတ်သလားမသိဘူး minus 9ကို plus 3ပေါင်းရင် minus 6ရတယ်လीနော်အဲ့လိုပဲကျွန်တော်ဒီဘက်ကကောင်းထပ်ပြီးတော့ minus 1လျှော့ဒီဘက်ကထပ်ပြီးပါတိုးလာမလို့ plus 3တိုးလာမယ်ဟုတ်တယ်နော် minus 3ရသွားတယ်ဒီအတိုင်းပဲကျွန်တော်ဒီဘက်ကထပ်ပြီး minus 1ထပ်လျှော့ဒီဘက်ကပါဖြစ်သွားတော့ plus 3ထပ်တိုးလာတယ် မိုင်းနပ်3ကိုဘယ်လိုတီးတွင်း0ရတယ်ပေါ့နော်အဲ့လိုပဲထပ်ချော့ကြည့်ပေါ့နော်ဒီဘက်ကိုကျွန်တော်မိုင်းနပ်1ထပ်ချော့0ကိုမိုင်းနပ်1ချော့တော့မိုင်းနပ်1ရမယ်ဒါဆိုဒီဘက်ကဘာဖြစ်လာမှာလို့ပလတ်3ထပ်တိုးလာမယ်ဒါဆိုရင်0ကိုပလတ်3တိုးရင်ကျွန်တော်ဘာရမှာလို့ plus 3ရတယ်အာဒါဆိုကျွန်တော်တွေ့တည်သွားပြီပေါ့နော်မိုင်းနပ်2ခုမြောက်ချင်းဒီအပေါင်းရတယ်ပေါ့ဒါကြောင့်မလို့ပါနော်ထပ်ချော့ကြည့်ပါဒီမှာလေ -1 ထပ်လျှော့ရင် -2 ရမယ် -2 ရရင်ဒီဘက်ကိုလည်းဘာထပ်ဘာထပ်တိုးမလို့ +3 တစ်ခုထပ်တိုးမယ် ဒါဆိုရင်ကျွန်တော်ဘယ်လောက်ရမလို့စစ်စရမယ်ပေါ့3နဲ့6မှန်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအနှုတ်နှစ်ခုမြောက်ရင်းဒီပါရတာတော့အပေါင်းရတာဆိုပြီးတော့သုံးသက်ကြတာပါနော်ဟုတ်ကဲ့အားလုံးပဲရမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့အတွင်ချာကစိတ်ဝင်စားတဲ့ဟာကောင်းပါတယ်ဆိုတော့နည်းနည်းလေးပြပြတာပေါ့နော်အလကားနေလကားဟလာအနှုတ်နဲ့အပေါင်းနဲ့မြောက်လို့အပေါင်းရအနှုတ်ရရလို့မယူစားဘူးအနှုတ်နဲ့နှုတ်နဲ့မြောက်လို့အပေါင်းရရလို့ဟလာဒီတိုင်းယူစားတာတော့မဟုတ်ပါဘူးပေါ့နော်တတ်သိပြချက်တွေနဲ့ပဲယူစားခဲ့ကြတာပါနော်အားလုံးယူစုတင်ပါတယ်နော်